အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်။ America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ America မှာကြောင်းလာတက်မယ်ဆိုပြီးလိန်ပြီးလာခဲ့တဲ့သူတွေကြောင့်အခုတော့တခြားနိုင်ငံကကျောင်းသားတွေအားလုံးဟာသူတို့ရဲ့ student visa တွေအကုန်ဖျက်ချင်းခံရပြီးချက်ချင်းနေရပြန်ဖို့အမေပေးခံလိုက်ရပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ သတင်းအဖြစ်ဆုံးကတော့ USA Today ကဧပြီလ9ရက်2025ညနေမှာတင်ဆက်သွားတာကတော့သမ္မတ Trump ရဲ့အဆိုအရဟာ American တနိုင်ငံလုံးမှာရှိတဲ့အကြောင်းတွေ ICE အဖွဲ့တွေကိုကျင်ညာလိုက်တာကတော့ဒီနေ့ကစပြီးနိုင်ငံတကာကနေပြီးတော့ America မှာကျောင်းလာတက်နေတဲ့ visa နဲ့ကျောင်းတက်နေသူတွေကျောင်းသားတွေရဲ့ visa အားလုံးကိုချက်ချင်းရုပ်သိမ်းကြောင်းဒီကျင်ညာတဲ့ချက်ကနေစပြီးရပ်ပိုင်းအတွင်းမိမိတို့ရဲ့နိုင်ငံအသီးသီးကိုအမြန်ဆုံး ြန်ချရန်နဲ့မပြန်ပါကဖန်စီပီပြည်နေတံပေးခြင်းခံရမှာဖြစ်ကြောင်းအတိပေးအကြောင်းကြားလိုက်ပါတယ်။အဲ့ဒီအမိန်ထွက်ပေါ်လာပြီးချက်ချင်းဆိုသလိုပဲပြည်နေတချို့ကကျောင်းတွေတက္ကသိုလ်တွေဆိုရင်သူတို့ရဲ့ကျောင်းသူကျောင်းသားတွေကိုအခုပင် အမေရိကကနေအမြန်ဆုံးထွက်ခွာကြရန်အင်တန်ယာရောက်ကောဖုန်းတွေနဲ့ကောအကြောင်းကြားစာတွေပို့နေပါပြီ။ ICE အဖွဲ့တွေကလည်းကျောင်းသားတွေကိုအခုချက်ချင်းပင် အထုတ်ပိုက်ပြီးပြန်ချဖို့ဖိအားတွေပေးနေကြောင်း သိရပါဗျ။ ကျောင်းတွေတက္ကသိုလ်တွေကအိမ်မှာမရှိနေကြတဲ့ကျောင်းသားတွေကိုတော့ email တွေ text message တွေပေးပို့ခဲ့ကြအောင် DHS ကိုအတိပေးခဲ့ပါတယ် USA Tourist ကိုဘာကြောင့်အခုလိုချက်ချင်းကြီးအားလုံး visa တွေဖြတ်သိမ်းပြန်ခိုင်းတာလဲလို့ကျောင်းတွေကမေးတာကိုတော့အဖြစ်မရသေးကြောင်းပြန်ပြောပါတယ် American ရဲ့လူဝင်မှုကြီးကြပ်ရေး visa ထိန်းချုပ်ရေးကျွမ်းကျင်ပညာရှင်တွေကတော့ဘိုးအစိုးရအနေနဲ့အခုလိုနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ကျောင်းမှန်သမ ्या က နိုင်ငံခြားခြားမှကျောင်းဗီဇာနဲ့ကျောင်းတက်နေသူတွေအခုလိုအစုလိုက်အပြုံလိုက်ဗီဇာတွေကျုပ်သိမ်းခံရပြီးချက်ချင်းအောင်ဖြာလိတ်ဖြစ်ရတာအလွန်အံ့ဩကြောင်းအဲ့ဒီတွေကျောင်းသူကျောင်းသားတွေအနေများတဲ့ကယ်လီဖိုးနီးယားကော်လိုရာဒိုကန်တက်ကီအိုဟိုင်းယိုမီရှိဂန်မက်ဆာချူးဆက်စ် ဖလော်ရီဒါနဲ့နယူးယောက်ပြည်နယ်တွေပဲဖြစ်ပါတယ်အမေရိကရဲ့နိုင်ငံတော်လုံခြုံရေးဌာန DHS ကပြောသွားတာကတော့အခုလို အမေရိကမှာရှိနေပြီး နိုင်ငံတကာမှကျောင်းသူကျောင်းသားတွေရောနိုင်ငံတကာမှရှိနေတဲ့ American တန်ယုံတွေမှာဗီဇာပူပူနွေးနွေးကြထားပြီးသားကျောင်းသူကျောင်းသားစုစုပေါင်းပြန့်မြ1.5တန်းတန်းဟာပါဝင်သွားကြောင်း American ပြည်တွင်းမှာရှိနေသောဗီဇာဖြတ်သိမ်းခံရမှုများသည့်အခန်းပေါ်အခန်းအဖို့အငင်းပွားမှုကျောင်းဝင်းအတွင်းစီကံချိုးဖောက်မှုစသဖြင့်အသေးအမွှားကိစ္စလေးမှစပြီးတော့ပါလက်စတိုင်းဘက်ကနေစာနာပြမှုတွေအထိပါဝင်သွားကြောင်းသိရပါတယ် အမေရိကမှာလူဝင်မှုကြီးကြပ်ရေးအတွက်နိုင်ငံခြားမှလာနေခြင်းသူတွေကိုကူညီပေးနေတဲ့ Washington မှာရှေ့နေကတော့သူ့ရဲ့ရှေ့နေသက်တမ်း25နှစ်မှာဒီကိစ္စမျိုးကျောင်းသူကျောင်းသားတွေရဲ့ visa အခုအခု300လောက်ချက်ချင်းပယ်ဖျက်ချက်ချင်းဒီနိုင်ငံကနေထွက်ခွာခိုင်းတဲ့အမိန့်ပေးမှုမျိုးတစ်ခါမှ မကြားမိမကြုံမိသေးကြောင်းအဲ့ဒါဟာနိုင်ငံရေးနဲ့ပတ်သက်နေတာအားလုံးသိကြမှာပါလို့ပြောသွားပါတယ်။ပြင်းထန်သော ူဝင်မှုကြီးကြပ်ရေးဖွဲ့စည်းပုံအစ်စ်ကိုအင်ဖြူရောမှာတမရထရမ့်ကပြင်ဆင်ရွေးဆွဲခဲ့ပြီးကွန်ဆာဗေးတစ်များက ပြောတာကတော့အမေရိကရဲ့ညာနာပစ္စည်းများဤပညာများကိုခိုးယူရန်အခြားနိုင်ငံများအထူးသဖြင့်တရုတ်နိုင်ငံသည် သူ၏ကျောင်းသူကျောင်းသားတွေကို အမေရိကကိုဆေလွတ်ခဲ့ကြောင်းအထူးသဖြင့်နိုင်ငံသားကျောင်းသူကျောင်းသားတွေဟာအမေရိကမှာကျောင်းတက်ရန်ငွေကြေးအပြည့်ပေးသွင်းပြီးလာတက်ကြပြီးအထူးသဖြင့်ကယ်လီဖိုးနီးယားပြည်နယ်မှာဆိုရင်တော့ အခြားတိုင်းပြည်တွေကကျောင်းသူကျောင်းသားတွေအတွက်အလွန်မျက်စိကျစရာပြည်နယ်ဖြစ်ပြီးအထူးသဖြင့်အာရှနဲ့အိန္ဒိယမှာစိတ်ဝင်စားကြတဲ့ကွန်ပျူတာသိပ္ပံပညာရဲ့စီရင်ကိုင်းဘာသာစကားစီးပွားရေးဘွဲ့တွေလာရောက်တင်ယူတင်ယူကြကြောင်းအမေရိကန်ဗဟိုအစိုးရအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။အခုဗီဇာပိတ်သိမ်းခြင်းခံရတဲ့ပြည်ချက်ချင်းနေရပြန်ရမယ့်ကျောင်းသားကျောင်းသူအရေးအတွက်နဲ့မူရင်းနိုင်ငံ ီကိုတော့မသိရသေးပေမဲ့အများစုကဆိုရင်တော့အရှိအလေပိုင်း Middle East ကဖြစ်တယ်လို့သိရပါတယ်။ပြီးတော့အခုချက်ချင်းအထုပ်ပိုက်ပြန်ရမယ့်တောင်းသူចောင်းသားတွေထဲမှာចောင်းပြီးလို့ဘွဲယူကန်ကြီးတွေလည်းပါဝင်ပြီးအဲ့ဒီចောင်းသားចောင်းသူတွေအတွက်ဘယ်လိုဆက်လုပ်ရမလဲဆိုတာမသိသေးကြောင်းမီရှိဂန်တက္ကသိုလ်ကတာဝန်ရှိသူများကပြောပါတယ်။ចောင်းတွေမှာសាណះပြလို့ဖမ်းဆီးခံထားရတဲ့ចောင်းသားចောင်းသူတွေကတော့ ချက်ချင်းမိမိစည်းရိမ်နဲ့ပြန်လို့မရသေးပဲသူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်တရားဆက်လက်ရင်ဆိုင်သွားရမှာဖြစ်ပြီးပြစ်မှုရှိရင်တော့ပြည်နယ်ဒဏ်ခံရမှာဖြစ်ပါတယ်။အဲ့ဒီလိုအဖမ်းမခံရ ICE အဖွဲ့ရဲ့ထိန်းသိမ်းခြင်းမခံရပဲ Visa ရုပ်သိမ်းခြင်းခံရတဲ့ရိုးရိုးចောင်းသူចောင်းသားတွေကတော့ဒီနေ့ကစပြီးတပတ်အတွင်းဒီနိုင်ငံကနေအမြန်ထွက်လာရလမ်းပြောင်းရန်ညွှန်ကြားခံခဲ့ရပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်မှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကပြောပြောသွားလဲဆိုရင်တော့ကျွန်တော်တို့ခမားကိုအမေရိကမှာပညာလာသင်ခွင့်ရအောင်ဗီဇာတွေထုတ်ပေးခဲ့တယ်။ဒါပေမဲ့လည်းဒီတဲ့ရောက်ကစာကောင်းကောင်းမတင်တော့ပဲမီဒီယာတွေပြည်တွင်းအဆွန်ရောက်သူတွေနဲ့ပူးပေါင်းပြီးနိုင်ငံကိုပြက်အောင်ဖျက်ဆီးပုံကန်နေထိုင်ခွင့် green card တွေရှောက်ကြအဲ့ဒီလိုတွေလောက်ကြမှာတော့ကျွန်တော်တို့အစိုးရအနေနဲ့ကလည်းခမားတို့ကိုပေးထားတဲ့ရောက်ပိုင်ခွင့်တွေဗီဇာတွေကိုအခုလိုပြန်လဲရုပ်သိမ်းရမှာပဲလေလို့ တရင်ဌာနတွေကိုပြောတစ်ဆက်ထဲမှာပဲသူကကျွန်တော်တို့အဲ့ဒီလိုမလုပ်ဘဲနဲ့ကျောင်းဝင်ခွင့်နေဗီဇာတွေအတိုင်းအဆမရှိ ထုတ်ပေးကြောက်လာတဲ့ကျောင်းသားတွေအားစာသင်ဖို့လာတာမဟုတ်ပဲဒီအမေရိကမှာ နေထိုင်ခွင့်ရရေးကျောင်းဝင်တွေထဲမှာကောင်းကောင်းစာသင်နေတဲ့ကလေးတွေကိုစီယုံပြီးအဖက်လုပ်ငန်းတွေမှာပါဝင်ခိုင်းကျောင်းဝင်ထဲမှာဇန်နာတွေပြအကျန်းဖက်တွေနဲ့ပူပေါင်းနိုင်ငံခေါင်းဆောင်တွေကိုတရားတွေဆွဲအဲ့ဒီအပြုအမူတွေကိုဒီအတိုင်းပဲထားမယ်ဆိုရင်တော့ ကျွန်တော်တို့အစိုးရဟာတော်တော်ယူသွင်းနေတဲ့အစိုးရပဲဖြစ်ရမယ်။အဲ့ဒီလိုတော့ကျွန်တော်တို့အစိုးရကိုကျွန်တော်အဖြစ်မခံနိုင်ဘူး။အဲ့ဒါကြောင့်တင်တို့အခုရထားတဲ့ဗီဇာတွေကိုကျွန်တော်ပြန်ရုပ်သိမ်းလိုက်ပြီးအဲ့ဒီတော့ဒီနိုင်ငံမှာတင်တို့ဟာတရားမဝင်နေသူတွေဖြစ်သွားပြီးမိမိရဲ့မိမိပြန်ကြပါ။အဲ့ဒီလိုမှမဟုတ်ပဲဆက်နေသွားမယ်ဆိုရင်တော့တရားဥပဒေအရအရေးယူရမှာပဲလို့သူကပြောသွားခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီနေ့သတင်းကတော့ဒီလောက်ပါပဲ။ နောက်နေ့ထင်ပါလေအမေရိကရဲ့တည်င်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Brambis USA News YouTube Channel လေးကိုတိုင်းနှစ်သက်ခင်ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye